ီဒရင်းစစ်ဖြစ်တာဘူဂျိုအောင်ဆန်းကြောင်းနဲ့ဘူဂျိုအောင်ဆန်းကြောင်းပြီးရင်ဒေါ်အောင်ဆန်းစုကြည်ကတမိုင်းမှာမလှခဲ့ဘူးနောက်တစ်ခုတိုင်းပြည်နဲ့လူမျိုးပေါ်မချစ်ခဲ့ဘူးဆိုပြီးတော့မင်္ဂလာပါဗျတက်တက်တွေးတက်တက်ပြောတဲ့ကျွန်တော်တို့ရဲ့ new future youtube channel ကနေကြိုဆိုပါတယ်ဒီနေ့ကျွန်တော် reaction တုံးမှာကတော့တီချီပြီးမှန်ကန်နေတဲ့တမိုင်းကိုလိမ်မဲ့စက္ကဆာရဲ့လက်ပါစီ မင်းတို့ဆိုသူပြောထားတဲ့ video file လေးကိုကျွန်တော်တို့နားထောင်ကြည့်ရအောင်။တမိုင်းသူဘလို့ပုံစံအနေနဲ့လိန်တယ်လဲဆိုတာပေါ့နော်။ဒီကြီးကြောင်တစ်ခုဆိုတာဒီနေရာကနေစပီးစီလို့မရဘူး။ဟိုးဝေးရက်နေမြဖြားခံစီစင်းလာမှရည်ဒီကြောင်တစ်ခုဖြစ်တာမြစ်တစ်ခုဖြစ်တာချောင်းတစ်ခုဖြစ်တာဒီလိုပါပဲနိုင်ငံရေးရည်စည်းဆိုတာလေ ဒီခေတ်ဒီစနစ်ကနေစပြီးစီးလို့မရဘူးဒီအချိန်မှာဖြစ်နေတာတွေလက်ရှိကာလမှာရင်ဆိုင်နေရတာတွေဟာဟိုးအတိတ်ကနိုင်ငံရေးကိစ္စတွေနိုင်ငံရေးပြဿနာတွေပေါ်မှာအခြေခံပြီးတော့စီးဆင်းလာတာတချို့သောသူတွေကပြောကြပါတယ်နတ်ဆက်ကဆိုရလက်ထက်မှာအတိုင်းကြီးကဒုက္ခရောက်တယ်ဘုံယုံမှုကြီးမဲအောင်လိုင်းရဲ့အုတ်ချုံမှုအောက်မှာ မြန်မာနိုင်ငံကြီးဒုက္ခရောက်တဲ့လူငယ်တွေဒုက္ခရောက်ကြတယ်လို့တချို့သောသူတွေကပြောကြပါတယ်လူတော်များများပြောတဲ့စကားလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့မြန်မာနိုင်ငံဟာတဘာဝတွင်းတက်တယ်အများကြီးထွက်တယ်သို့တော်လည်းအရှိတောင်အရှာမှာဆင်းရဲတဲ့နိုင်ငံတစ်ခုဖြစ်နေတယ်ဒါဟာအုတ်ချုပ်သူတွေညံ့လို့ပါခေတ်ဆက်ဆက်အုတ်ချုပ်တဲ့သူတွေညံ့လို့ပါလို့လက်ညှိုးထိုးတယ် ခင်းဆက်ဆက်အုပ်ချုပ်သူဆိုတာကလည်းဘသူတွေကိုလက်ညှိုးထိုးတာလဲဆိုတော့ဘိုးချုပ်ကြီးနေဝင်ရေဘိုးချုပ်မူကြီးတန်းရွှေရေအခုလက်ရှိဘိုးချုပ်မူကြီးမင်းအောင်နိုင်ရေကိုဟုတ်ပြီကျွန်တော်တို့ဒီလိုလေးစဉ်းစားကြည့်ရအောင်ပါမြန်မာနိုင်ငံဟာအရှိတောင်အာရှမှာတယံဇာတအထွတ်ဆုံးတိုင်းပြည်တစ်ခုဖြစ်တယ်မှန်ပါတယ်ဒါငင်းလို့မရဘူးဒါဆိုရင်ဘာကြောင့်တိုင်းပြည်မတိုးတက်တာလဲတိုင်းပြည်ဘာကြောင့်မချမ်းသာတာလဲ ီတစ်ချက်ကိုလူတွေမေ့နေကြလို့ဘယ်အချက်ကိုမေ့နေကြတာလဲဆိုတော့မြန်မာနိုင်ငံဟာအရှိတောင်အရှမာရောကဘာပေါ်မှာပါအရှိကြာဆုံးသောပြည်တွင်းစစ် ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဖြစ်နေလို့ပါဒီကောင်းလေးဟာလိန်တဲ့နေရာမှာကျွန်တော်ကြုံရင်းကားကြည့်မှုလည်းပူးသလိုပဲဘယ်သူမှလိန်လို့မရတဲ့အဆုံးနဲ့ကြောင်းကိုပေါင်ကိုပြန်လိန်နေတဲ့ ်လူတန်းစားတွေအဓိကကကျွန်တော်ခုနားထောင်နေရင်ကျွန်တော်တွေးလိုက်မိတာဘာလို့တွေးလဲဆိုတော့ तू ကခေါင်းစဉ်လည်းတက်ထားတယ်ဒီ dream sit ဖြစ်တာဗိုလ်ချုပ်အောင်ဆန်းကြောင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းကြောင်းပြီးရင်ဒေါ်အောင်ဆန်းစုကြည်ကတမိုင်းမှာမလှခဲ့ဘူးနောက်တစ်ခုတိုင်းပြည်နဲ့လူမျိုးပေါ်မချစ်ခဲ့ဘူးဆိုပြီးတော့ကျွန်တော်တို့အမှန်တရားမှတ်တမ်းမှာယက်တည်နေတဲ့လူအခုအနေထားမျိုးကလေးနှစ်ကျော်ကာလကြာလို့အာနာရှင်စနစ်ဆိုးဟာတဖြည်းဖြည်းနဲ့အမြင့်တုံးတော့မယ့်အနေထားမျိုးမှာ ူတို့ဘက်မှာရှိတဲ့လူတွေကိုမရမကလိုက်ပြီးဆွဲခေါ်နေရတဲ့အနေအထားမျိုးဘာကြောင့်လဲဆိုရင်ဖျက်သိမ်းနေအရင်ကြောင်းကောင်းနေလို့အစုလိုက်အပြုံလိုက်တည်းအလင်းဝင်နေကြလို့ဒါရှုမျိုးကိုကျွန်တော်တို့ဘက်ကတိတ်ပြီးတော့သူတို့ဘက်ကိုပြန်ပေးလိုက်ရတဲ့တခဏတွင်းမှာတမျိုးပြန်ပေးပြီးတော့ဆယ်မျိုးပြန်တင်ထားတဲ့အနေအထားမျိုးတွေကိုလည်းကျွန်တော်တို့ခင်ဗျားတို့မိဘပြည်သူတွေအားသိမယ်အဲ့တော့ ဒီလိုမျိုးစစ်တိုက်တဲ့ဘက်ကတိုက်နေတယ်လို့ပဲလေတနက်ပြစ်ပြီးတော့သမိုင်းတစ်ခုကိုလိမ့်နောက်ဆုံးမစင်ကျွန်တော်ပြောပြမယ်ဗျာတက်တော့မှကျွန်တော်တို့လိုက်လွင့်ပြီးပြောနေတယ်လို့ပဲဘလို့မှနိုင်ငံရေးနဲ့လည်းပြောလို့မရလူမှုရေးနဲ့လည်းဟိုငွေကြေးပိုင်းနဲ့လည်းပြောလို့မရနောက်ဆုံးကြတော့ပုတ်ကိုရေးရတိခိုက်တိုက်ခိုက်လာတဲ့အနေအထားမျိုးတွေလက်ရှိပြစ်စုံပံတက်တက်မှာအများကြီးတွေ့ရတယ်ကျုပ်တို့တိုင်းလည်းတွေ့ဘူးလေဘာကြောင့်လဲဆိုတော့ အမှန်တရားဆိုတဲ့နောက်မှာအမှားတရားလုပ်နေတဲ့လူတွေရဲ့အတွေးအခေါ်အတိမြန်နေရအရန်နေပါလာတဲ့အတွက်လက်ရှိဖြစ်နေတဲ့အရာတခုကိုပဲတကယ်ကြီးထင်နေရတာဒီလိုမျိုးထင်နေရတော့အောင်စစ်တပ်လော်ဘီဥမာပြောရရင်ဘောမပေါ့သူတို့ကလည်းအော်နေမှာပဲဒါပေမဲ့တမိုင်းနဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်ရေးရနဲ့ပတ်သက်တယ်ဝင်းစားနဲ့ပြောရင်ပုဂ္ဂိုလ်ရေးရနဲ့ပတ်သက်ရင်ကျွန်တော်တို့နိုင်ငံအပေါ်မှာ တိုင်းပြည်နဲ့လူမျိုးပေါ်မှာတကယ်စိတ်ဓာတ်ကောင်းကောင်းနဲ့လွတ်လပ်ရအောင်ကြိုးပမ်းခဲ့တဲ့ဗိုလ်ချုပ်အောင်ဆန်းဒီလူအခွင့်အရေးအပြည့်စုံရအောင်ကြိုးပမ်းခဲ့တဲ့ဒေါ်အောင်ဆန်းစုကြည်တို့လူမျိုးတွေတိုက်ခိုက်လာမယ်ဆိုရင်တော့ကျွန်တော်တို့ကပြန်ဆဲဆုံနေမယ်အစားကျွန်တော်တို့ပြည်သူတွေတည်နာလေတဲ့အဆင့်ထိကြောက်အောင်ကျွန်တော်တို့ကဘေးကနေသူတို့လိုပဲလော်ဘီလုပ်ပြီးတော့ပြန်ပြီးတော့ဖြည့်ရှင်းရမှာပဲဒီအရာတွေကိုလည်းကျွန်တော်ပြည်သူတွေအားလုံးသိဖို့လိုတယ်။ तू ဘာထပ်ပြောမလဲနောက်ကြီးအဓိကက तू ပြည်ရင်းစစ်က ောကျောင်းစမ်းကြောင်းဖြစ်တယ်ဆိုတာကိုတွင်တင်ခါခါကြီးကိုကျင်သုံးနေတယ်ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်ဘယ်တော့မှမတိုးတက်နိုင်ပါဘူးဘယ်တော့မှမအေးချမ်းနိုင်ပါဘူးမြန်မာပြည်မှာပြည်တွင်းစစ်ဖြစ်နေတယ်နှစ်ပေါင်း90ကျော်ကြာနေပါပြီနှစ်ပေါင်း90ကျော်ကြာအောင်ပြည်တွင်းစစ်ဖြစ်နေတဲ့တိုင်းပြည်တစ်ခုဟာဘလောက်ပဲတဘာဝတည်ရန်ဇာတာတွေရှိနေပါစေ ိုးတက်ကြီးပွားဖို့မလွယ်ပါဘူး။ဟုတ်ပြီ။ပြည်တွင်းစစ်ဘာကြောင့်ဖြစ်တယ်လဲ။ဘိုးယုံမူကြီးမင်းအောင်လှိုင်ကြောင့်ဖြစ်တာလား။ဘိုးယုံမူကြီးတန်းရွှေကြောင့်ဖြစ်တာလား။ဘိုးချုပ်ကြီးနေဝင်းကြောင့်ဖြစ်တာလား။လေ့လာကြည့်ကြပါဒီရင်းစစ်ဖြစ်တာအနှစ်90ကျော်ကြာပြီဆိုတော့ဘိုးချုပ်မွေးကြီးမင်းအောင်နိုင်တော့မမွေးသေးပါဘူးအမေအမေအမေဖေယူကွယ်လာချက်ဖေယူကွယ်လာတော့မင်းအောင်နိုင် ုပ်ချုပ်တဲ့ကာလအတွင်းထဲမှာမဒိမ့်မှုဖြစ်လူတတ်ပြီးတော့တတတကျွန်းတေတံကြထားတဲ့လူတယောက်ကသူ့အဖေကိုသူပြန်ကာကွယ်တဲ့အကွက်ဒီကောင်တော်တယ်မအားလာအတွက်ကတော့ဒီကောင်တော်တယ်ဘုရုံမကြီးတန်းရွှေဘုရုံကြီးနေဝင်းတို့ ਨੇ တတ်တူရွယ်တူလောက်ဘုရုံကြီးနေဝင်းကတော့ပိုကြီးတာအဲ့တော့ပြည်တွင်းစစ်ဖြစ်တဲ့တရခန်ဟာဘုရုံမကြီးတန်းရွှေလည်းမဟုတ်ပါဘူးဘုရုံမကြီးမဲအောင်လိုက်လည်းမဟုတ်ပါဘူး ဘုရားကြီးနေဝင်နေမဟုတ်ပါဘူး။ပြည်တွင်းစစ်ဖြစ်ရတဲ့အဓိကတရားခံကဘသူလဲဆိုရင်ပင်လုံစာချုပ်ကြောင့်ပါပဲ။ပင်လုံစာချုပ်ကိုဘသူကမကထလှုပ်ပြီးတော့ချုပ်ဆိုခဲ့တယ်လေ။လိုချင်တာလေးရဖို့နာမည်ကောင်းရဖို့ပြီးပြီးရောနောက်ဆက်တွဲကရက်တွေကိုမစင်စားပဲဘသူဥဆောင်ချုပ်ဆိုခဲ့တယ်လေ။အတော်များများသိကြပါတယ်။ပို့ချုပ်အောင်စမ်းပါတယ်။ ပင်လုံစာချုပ်ကြောင့်ဖြစ်တယ်လို့ပြောတယ်1948ခုနှစ်ဖေဖော်ဝါရီလ12ရက်နေ့မှာတောင်တန်းနဲ့ပြည်မတို့မခွဲခြားဘဲနဲ့ပင်လုံစာချုပ်ကိုချွတ်ဆိုလိုက်တယ်။ဘာကြောင့်တောင်တန်းပြည်မမခွဲခြားဘဲနဲ့တိုင်းရင်းသားတွေနဲ့တစုတဝေးတဲ့မြန်မာပြည်တော့မဟုတ်မြန်မာနိုင်ငံအတွင်းမှာနေဖို့အတွက်ပင်လုံစာချုပ်ကိုချွတ်ဆိုတယ်။ ပြီးပင်လုံးစာချုပ်ချုပ်ဆိုတဲ့နေရာမှာလဲကမကထတကယ်တိုင်းပြည်နဲ့လူမျိုးပေါ်မှာရင်ဝယ်သားခဲ့တို့ဥချုပ်ခြင်းနဲ့ဗိုလ်ချုပ်အောင်ဆန်းကသူပြောခဲ့တဲ့စကားရှိတယ်။ဆယ်နှစ်နေကြည့်ပါ။ဆယ်နှစ်နေလို့မှဒီတောင်တန်းပြည်မှာကိုစုပေါင်းပြီးနေလို့မှအဆင်မပြေဘူးဆိုရင်ခွဲထွက်နိုင်တယ်ဆိုတဲ့အရာကိုလဲတခါတည်းပြဋ္ဌာန်းထားတယ်။အဲ့ဒီပင်လုံးစာချုပ်ဆိုပါ ပုံမှန်199 200မှာရှိတဲ့ဥပဒေအားလုံးကို1962မလ9ရက်နေ့မှာအတီးပြုတ်ဥပဒေပြဋ္ဌာန်းထုတ်မဲ့အချိန်ခါမျိုးမှာတကောင်တာမျိုးဆက်တစုခုနကသူပြောသွားတယ်သူ့ဖေမင်းအောင်နိုင်ဘူးအာကာကိုစားတာရှိတယ်မင်းအောင်နိုင်မမွေးသေးပါဘူးဟုတ်တယ်မမွေးသေးပါဘူးအာနာရှင်စနစ်ကိုလက်စင်ကမ်းလာတဲ့တကောင်တာမမွေးခင်အချိန်ခါမျိုးမှာအာနာရှင်စနစ်စိုးကိုအတွန်းရှည်အောင်ဆိုပြီးတော့ 1962မလ2ရက်နေ့မှာအတီးပြူစဲဥပဒေတရက်ကိုလွန်ဆန်ပြီးတော့တုတ်တုတ်ခမရတို့2021မှာကလေးကြပြီးလွတ်သလိုပေါ့စစ်တပ်ကအာဏာထသိမ်းလိုက်စစ်တပ်ကအာဏာဘာကြောင့်ထသိမ်းတယ်လဲဆိုတာတော့မပြောတော့ဘူးပေါ့ဒါတော့အဖြေကတော့ရှင်းရှင်းလေးပါခေတ်အဆက်ဆက်အာဏာရှင်လူစုရဲ့လုံရက်နဲ့ယုံမာပုံယုံမာနေနေရတော့အဖြေကရှင်းရှင်းလေးဒီချက်ထပ်ပြီးတော့ကျွန်တော်ပြောပြရရှိတယ်ထပ်ပြီးနားထောင်ကြည့်မယ်ရ ဒါကြောင့်မို့မြန်မာပြည်မှာအခုချိန်ထိပြည်တွင်းစစ်တီဖြစ်နေရတဲ့အဓိကတည့်ရခံကို ပြောပါဆိုရင်ဘူဂျောအောင်ဆန်းပါဘူဂျောအောင်ဆန်းကိုရင်းပြတို့ကအမှုအိုးဝတ်တော့ရန်တတိယနေရာပေါ့ရန်တတိယနေတဲ့အတွက်ကျွန်တော်တို့ပြည်သူတွေခါလဲအခုအချိန်ထိမိသွားမှာဆိုလို့ပြန်ပြန်ပေါ်ပြတဲ့တကောင်သားဒီကောင်ကိုလေကျွန်တော်ကကျေးဇူးတင်ရမယ်ဗျာ ။ဘာကြောင့်လဲဆိုရင်တခါတလေကြာရင်ကျွန်တော်တို့အိမ်တော်ရဲ့သားကြသွားတဲ့အချိန်ခါမျိုးမှာကိုယ့်ရဲ့မိဘကိုမေ့သွားသလိုမျိုးမေ့မှာတော့လို့ကျွန်တော်တို့အမှန်တရားဘက်မှာရှိတဲ့ပြည်သူပြည်သားတွေကအချိန်ပြည့်ဒီလိုတမိုင်းကိုပြောင်းပြန်လှန်ပြီးပုပ်ပူရေးရထိခိုက်စော်ကားလာတဲ့လူတွေရဲ့အကျင့်ဇာတိတမျိုးတွေမဖြစ်အောင်လည်းသိရမယ်ဗျမြန်မာပြည်ကြီးအခုချိန်ထိမတိုးတက်မကြီးပွားသေးပဲပြည်တွင်းစစ်ရဲ့ဒဏ်ကိုခံနေရအောင် ြည်တွင်းစစ်ဖြစ်အောင်စတင်လှုပ်ဆော်ဖန်တီးတိဆောက်ပေးခဲ့တဲ့သူကတော့ဗိုလ်ချုပ်အောင်ဆန်းပါပဲဒီလိုမျိုးတမိုင်းချက်လက်လေးတွေကိုသိအောင်မြင်အောင်စူးစမ်းမယ်ဆိုလို့ရှိရင်အယူဆအမှားတွေယုံကြည်ချက်အမှားတွေပျောက်လာကြပါလိမ့်မယ်ဒါဆိုရင်အမှန်တရားကိုသိလာပြီးတော့ပြည်တွင်းစစ်မီငြင်းအောင် ငါတို့တွေအနေနဲ့ဘယ်လိုဝိုင်းကူကြမလဲပြည်တွင်းစစ်ကြီးရက်ဆဲသွားအောင်ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတဲ့အတွေးလေးတွေရလာပါလိမ့်မယ်ကျွန်တော်ထပ်ပြောပါမယ်မြန်မာပြည်ကတန်ရန်ဇာတ်တွေအင်မတန်ထွက်ပါတယ်သို့သောမတိုးတက်ပါဘူးမကြီးပါပါဘူးဘာကြောင့်လဲတေယံဇာတာတွေမတိုးတက်ဘူးမကြီးပွားဘူးဟိုးအရင်တည်းကမြန်မာနိုင်ငံတွင်းမှာတေယံဇာတာတွေ များပြားနေရတဲ့အနေနိုင်ငံဟာဘာကြောင့်မတိုးတက်လာတယ်လဲဆိုတော့အဖြေကတော့ရှင်းရှင်းလေးပါပဲ။ထောင်ကူကကျောင်းသားနဲ့အာဏာသိမ်းပြီးတော့ Socialist Party ဆိုပြီးကျင့်သုံးလိုက်တဲ့အချိန်ခါမျိုးမှာကျွန်တော်တို့52တက်ကအာဏာရှင်တို့ရဲ့ဘိုးအကြီးမူဆိုလီနီရဲ့နှီးကိုကျင့်သုံးပြီးတော့စနစ်တကျနဲ့မြန်မာနိုင်ငံသူ နိုင်ငံသားတွေအပေါ်မှာငါတို့အာဏာရှင်လူစု စနစ်စိုးတစ်ခုတည်မြဲဖို့လူစုကောင်းစားရေးအတွက်ကိုပဲရှေ့ရှုပြီးတော့အာဏာရှင်ဆန်ဆန်အုပ်ချုပ်ခဲ့တဲ့ပြည်တွင်းမှာရှိတဲ့ကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေကိုနှစ်ချောင်းသွင်းတဲ့အရာရှိတယ်။ပြည်အင်အားဒီပြည်တွင်းမှာသာရှိသည်ဆိုတော့စိုင်းပုတ်တွေကိုကျွန်တော်တို့ပြည်သူတွေကိုကျင်းထည့်ပြီးတော့တကားပိတ်ဝါဒကိုကျင့်သုံးပြီးတော့မြန်မာပြည်တွင်းမှာရှိတဲ့တယံဇာတာအားလုံးကိုအတွင်းကိုလိုက်စားပြီးတော့အာဏာရှင်တို့ကောင်းစားဖို့ဥတီထားတယ်ဆိုတော့လေကျွန်တော်တို့ခင်ဗျားတို့သိဖို့လိုတယ် 1948လွတ်လပ်ရေးရပြီးနောက်ပိုင်းမှာနိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကိုပိုင်တဲ့အစိုးရတရက်ကနိုင်ငံရေးကိုနိုင်ငံရေးလို့ဖြည့်ရှင်းခြင်းမပြုဘဲနဲ့ဘာသာရေးရောင်ရောင်ဥမာပါဗျာကျွန်တော်တို့ရဲ့တမိုင်းတရက်ခံနေတဲ့ဒဲတွေမှာလည်းဥမှုဆိုတဲ့ပုဂ္ဂိုလ်လည်းပါခဲ့တာပေါ့ဘာသာရေးရောင်ရောင်ဘာရောင်ရောင်နဲ့တိကျပြတ်သားမှုမရှိတဲ့နိုင်ငံခေါင်းဆောင်တယောက်ကအဲ့ဒီအချိန်ခါမျိုးမှာကျွန်တော်တို့ 1940လွတ်လပ်ရေးရပြီးလွတ်လပ်48နောက်ပိုင်းမှာအစိုးရတရက်ဝင်းကြီးနဲ့တမရရဲ့အောက်မှာကာကြုံရှိတယ်။အခုလိုနဲ့တော့ကြောင်းပြန်ပေါ့။ကာကြုံဆိုတာအဲ့ဒီအချိန်မှာဘာမှလုပ်လို့မရဘူး။လုပ်လို့မရတဲ့အနေအထားမျိုးမှာလုပ်လို့ရအောင်စနစ်တကျနဲ့နိုင်ငံတော်တကယ်ဝင်းကြီးချုပ်ဖြစ်တဲ့ဦးမှုကိုစနစ်တကျသူတို့ရဲ့ group အဖွဲ့ဖွဲ့ပြီးရုံမှရက်စက်တဲ့ကောက်ကျက်တဲ့နီလန်းနေနဲ့ပြည်သူကိုပါအာနာရှင်စနစ်စိုးအခုရဲ့အောက်ကိုရောက်အောင် တော့တွင်းပြီးတော့ယခုအချိန်ထိပြည်သူဟာငလန်မထူနိုင်ဘဲနဲ့အာဏာရှင်စနစ်ကိုတောက်လျှောက်တွန်းလှန်နေတာလားလူပုဂ္ဂိုလ်တွန်းလှန်နေတာလားငါတို့ပြည်သူပြည်သားတွေရဲ့လူအခွင့်အရေးကိုပြန်ရရှိအောင်တွန်းလှန်နေတာလားဆိုတာကျွန်တော်တို့ပြည်သူတွေခမည်းတော်ကြောတော့အားလုံးသိဖို့လိုတယ်ဒီအရာကမှဒါဆိုရင်62မှာအာဏာသိမ်းပြီးတော့ပြည်သူကို အကြောက်တရားနဲ့အုပ်ချုပ်ပြီးတနတ်ဆိုတာမိုးပေါ်ကိုထောင်ပြရတာမဟုတ်ဘူးဆိုပြီးတော့ဒီလိုစကလုံးသုံးရုံမှရက်ဆက်တော့အုပ်ချုပ်ခဲ့တဲ့နေဝင်ရဲ့မြီးတွေအခုအချိန်ထိဂျာမနီလိုနေရာမျိုးမှာစိမ့်တိုင်းနေရှိတယ်။ဒူဘိုင်းလိုနေရာမျိုးမှာအိမ်ကြီးများတဲ့ဗရပ္ပစံနေရတယ်။ကျွန်တော်ကရှင်းရှင်းလေးမြန်မာနိုင်ငံအတွင်းကိုပြည်ပကနေဝင်လာမဲ့တွင်းကုံထုတ်ကုံဥပဒေကိုသူတို့လက်ထဲမှာပဲကင်ဆွဲထားပြီးအခြေခံလူဒန်းစားကပြောပြောရမယ်ဆိုရင်တော့ ရက်ွက်ထဲမှာပဲအလုပ်လို့မျိုးကောင်တက်လို့မရတဲ့အစင်မျိုးကိုစနစ်တကျလုထားတဲ့အာနာရှင်စနစ်ဆိုးဒီစနစ်ဆိုးဟာသူကိုယ်တိုင်ကိုယ်တိုင်ကမရှိခဲ့ပါဘူးမဟုတ်ပါဘူးဆိုရင်ပြောင်ပြောင်တင်းတင်းလိမ့်နေရင်အာနာရှင်အဆက်ဆက်အုပ်ချုပ်ခဲ့တဲ့သူတို့ရဲ့ဆွေစဉ်မျိုးသက်သားသမီးတွေဒီမြန်မာနိုင်ငံအတွင်းမှာရှိတဲ့ပိုင်ဆိုင်မှုတွေကဘာအတွက်နဲ့ပိုင်ဆိုင်တာလဲအဖြစ်ဒီချင်းချင်းလေးမှာဟာသားတွေလည်းရှိပါလေနိုင်ငံတော်အုပ်ချုပ်တဲ့ကာကွယ်ရေးဦးစီးချုပ်တယောက်ရဲ့လစာဟိုတယ်ဒီဝန်နိုင်တာ ကျွန်တော်ကရှင်းရှင်းလေးသူတို့ရဲ့တာသမီတွေကုမ္ပဏီတွေပိုင်းတာဘယ်ရပစ္စည်းတွေနဲ့ပိုင်ဆိုင်လဲဒါတွေကအဖြေပဲအာနာရှင်လူတစုအတွက်ပဲကောင်းစားအောင်လုပ်ထားတဲ့အဖြေတွေပဲအဲ့ဒီအထဲမှာမှပင်လုံစာချုပ်ကြောင့်ပြည်ပြင်းစစ်ဖြစ်နေတာဗိုလ်ချုပ်အောင်ဆန်းကြောင့်လို့ပြောတယ်ပြည်ပြင်းစစ်ဖြစ်နေတဲ့အဓိကရည်ရွယ်ချက်က1946ခုနှစ်နောက်ပိုင်းမှာပြည်ပြင်းစစ်ကစပြစ်တာပြောမယ်ဆိုရင်တော့တခင်တင်ဝင်ကြီးချုပ်တခင်တင်အေယာဝတီတိုင်းခရီးစဉ်မှာ မိခွန့်မှုတ်တဲ့ကိစ္စကိုတည်င်းမှာထည့်ပြီးတော့ပြောလိုက်တဲ့အတွက်နိုင်ငံရေးမတည်မငြိမ်ဖြစ်ပါတယ်လို့ပြောပြီးတော့အာနာရှင်ရဲ့လူရဲ့အတိုင်းအာနာကိုထသိမ့်ပြီးတော့ကလင်ကချင်းဒီပေါင်း16000လောက်ခဲ့တဲ့နေ့စနစ်ဒီဒါအာနာရှင်တွေလောက်ခဲ့တဲ့နေ့စနစ်တွေကိုကျွန်တော်ပြည်သူတွေအားလုံးသိဖို့လိုတယ်ဒီလိုတကောင်သားတွေပြောနေတဲ့စကားတွေဟာကျွန်တော်တို့ပြည်သူတွေအတွက်ဝေဝါးသွားเสียမလိုဘဲနဲ့လက်ကိုအချိန်ပြည့်ထောင်ပြီးတော့ နီးစပ်တဲ့နေရာကနေအချိန်ပြည့်တွန်းလှန်နေကြပါ2025ထောင်တောင်းချီသောအင်အားတွေနဲ့ပြီးဆုံးမဲ့အချိန်ခါမျိုးမှာကျွန်တော်တို့စိတ်ဓာတ်တွေနဲ့ယုံကြည်ချက်တွေခိုင်မာနေဖို့လိုတယ်အခုဒီနေ့ကျွန်တော်လုပ်တဲ့ reaction မှာသူပြောတဲ့ပြည်ရင်းဆက်ဟာဗိုလ်ချုပ်အောင်ဆန်းကြောင်ဖြစ်တာလားအာနာရှင်လူတစုရဲ့ကိုဂျိုးစီဝါကြောင်ဖြစ်တာလားဆိုတော့ခါခနနာခွဲခွဲခြားခြားတိမယ်လို့ထင်ပါတယ်အားလုံးကောင်းသောနေ့ပါဗျာ